လီဗာပူးတိုက်စစ်ကစားသမားဆာလာဟာ PSG အသင်းကိုပန်နတီအဆုံးဖြတ်နဲ့ရှုံးနေပြီးချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးတဲ့နောက်ကွင်းအတွင်းမျက်ရည်ကျခဲ့တယ်လို့သိရပါဗျ။လီဗာပူးသင်းဟာပထမအကြိမ်မှာအဝေးကွင်းမှာတကောဂိုးမရှိနဲ့အနိုင်ရခဲ့ပေမဲ့အင်္ဂါနေ့ကကစားခဲ့တဲ့ဒုတိယအကြိမ်မှာအင်ကွင်းမှာတကောဂိုးမရှိနဲ့ပြန်လည်ရှုံးနေခဲ့ပါဗျ။နှစ်ကြော့ပေါင်းတကောစီတည်ရကြနေတဲ့အတွက်အချိန်ပိုဆက်ကစားခဲ့ပေမဲ့လည်းခိုးမသွင်းနိုင်တဲ့အတွက ပန်နတီအဆုံးဖြတ်ခံယူခဲ့ရာ PSG အသင်းကဂိုးသမားဒိုနာရမာရဲ့လက်ဆွဲပြမှုကြောင့်၄ဂိုးတဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ချန်ပီယံလိပြန်ဝင်ကနေထွက်ခွာခဲ့ရပြီးတဲ့နောက်ဆာလာဟာခန်းစားချက်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲကိုင်းအတွင်းမှာမျက်ရည်ကျခဲ့တာဖြစ်ပါတယ်။ 32နှစ်အရွယ်ဆာလာဟာအခုရာသီကုန်မှာလေဘာဝုအသင်းနဲ့စာချုပ်တက်တန်းကုံဆုံးမှာဖြစ်ပြီးစာချုပ်တဲ့အတွက်ဆွေးနွေးမှုဟာအဆင်မပြေသေးကြောင်းသိရပါဗျ။ဒါကြောင့် PSG အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာဆာလာအတွက်လေဘာဝုအသင်းနဲ့အတူကစားတဲ့နောက်ဆုံးချန်ပီယံလိပွဲဖြစ်ဖွယ်ရှိနေကြောင်းလည်းသိရပါဗျ။ဆာလာဟာအခုရာသီမှာလေဘာဝုအသင်းအတွက်အဓိကခြေစွမ်းပြနေပြီးပြန်ပွဲစုံ42ပွဲမှာ32ဂိုးသွင်းပြီးဂိုးဖန်တီးမှု22ချိန်အထိပြုလုပ်ထားပါဗျ။